ားလုံးမင်္ဂလာပါ6ရက်နေ့6ရက်နေ့ကနေပြောကြတော့10ရက်နေ့အထိတပတ်စာမပြောက်တဲ့ပတ်တီတပတ်စာမပြောက်တဲ့ပတ်တီက6 4 5เนาะအဲတပတ်စာမပြောက်ဘူးပြီးတော့အခွေကိုအသုံးပြုခြင်းတဲ့သူတွေက6ခွန်3ညเนาะ6ခွန်3ညအဲ့ဒါကို ခွေမဲအပူပါပေါ့နော်အဲ့ဒါအသုံးပြုလို့ရတယ်ပြီးတော့ကျမရဲ့ဗုဒ္ဓဟူးမကျော်ပတိနော်ဗုဒ္ဓဟူးမကျော်ပတိသုံးမဲ့သူတွေလာဝယ်လို့ရတဲ့စာရောင်းနေပြီနော်ဗုဒ္ဓဟူးမကျော်စိန်ခေါ် take နောက်ပြီးတော့သုံးလုံးအခွေအပူပါအဲ့ဒါတွေအသုံးပြုခြင်းတဲ့သူတွေက လာဝယ်လို့ရပါပြီเนาะဒါတော့ YouTube ကခုမှကျွန်မပြောရတာမလို့ပြီးတော့နေတိုင်းကောတခါတည်းပဲပြောလိုက်တော့မယ်เนาะနေတိုင်းကကြတော့6ရက်နေ6ရက်နေအတွက်နေတိုင်းကတနေ့ကုန်သုံးမယ် တဏီကုံကပတိသုံးခြင်းတဲ့သူကတုံညာခွန်သူကတဏီကုံသုံးတုံညာနဲ့ပတ်သက်ရင်60 40 30 90 50 ဘုံလောင်သွားလို့เนาะ sorry အဲ့တော့တုံညာနဲ့ပတ်သက်ရင်ပြန်ပြောမယ်60 40 30 60 90အဲ့တုံညာနဲ့ပတ်သက်ရင်ခွန်နဲ့ပတ်သက်ရင်ခွန်9ခွန်9ခွန်10ခွန်6ခွန်6ဒါခွန်နဲ့ပတ်သက်တဲ့ဟာဟုတ်ပြီခွေမယ်6 4 1 5 9အဲ့ဒါခွေမယ်တနေ့ကုန်သုံးเนาะဒါတွေကနေ့တိုင်းဟုတ်ပြီ ဟိုကလေကျမအမြဲတမ်းအမြဲတမ်းပြောနေကြရှိရနော်အခွေတွေမန်တယ်မြတ်မှာအပူပါတယ်နော်ဘသူဟာဘယ်တော့တုံတိလားအခွေဆိုတာ ਨੇ ဟိုမှတ်ထားဖို့ရာအခွေလို့ပြောလိုက်တာ ਨੇ အဲ့ဒီအခွေတွေမှာအပူပါတယ်သူများတော့မသိဘူးဗျာသူများရေကဘယ်လိုလုပ်ထိုင်မသိကျမကတော့အခွေမန်တယ်မြတ်ထဲမှာအပူပါတယ်တကယ်ကလုံးဝအပူပါပြီးသားဟုတ်ပါပြီအားလုံးပဲကိုလက်ပါ 拜拜，bye bye.